အားလုံးပဲမင်္ဂလာပါဒီနေ့ဒီသင်မဲ့သင်ရတာကတော့ခန်း3ဒီသင်ရတဲ့သုံးသမလေးကနံပါတ်6ပါနေကိုဒီရေးပြပါတယ်နံပါတ်6ပါဆိုရင်မမောရဲ့ကိုလေးချင်းက150ပေါင်ရှိပါတယ်တဲ့ရရှိကိုလေးချင်းရဲ့5ဘိုင်း4ဘိုင်းတိုးလာမယ်ဆိုပါကနော်5ဘုံ4ဘုံတိုးလာမယ်ဆိုပါကသူရဲ့ကိုလေးချင်းကြီးမြတ်ဖြစ်နေကြီးရဲ့ဟုတ်နော်ဒါလို့ရှိရင်ကျတို့ကမမရဲ့ကိုလေးချင်းက150 150ပေါင် ဒါကြင်တိုးလာလောက်ကိုလေးချိန်ဘူးလို့ဆိုရင်ဒီမှာမူလကိုလေးချိန်ပြီး၅ဘိုင်း၅ပုံလေးပုံပေါ့နော်တိုးလာလောက်ကိုလေးချိန်ရမူလကိုလေးချိန်ပြီး၅ပုံလေးပုံဒါပေမဲ့မူလကိုလေးချိန်က150ဖြစ်တယ်150ပြီးဆိုတာကအညပေါ့နော်ဒါလေးဒီမှာ9နဲ့150နဲ့ကိုခြေတဲ့အခါမှာ9တလီ9 9 30တလီ150နော်150ဆိုတော့9နဲ့ဆိုင်100ရဲ30ရရဲ30နဲ့4နဲ့ပေါင်းညှပ်တဲ့အခါမှာ120ပေါ့ နော်အမှဖြစ်လာတော့ကိုလေးချိန်ကမူလကိုလေးချိန်150တူကတိုးလာတာ120ပေါင်းဆိုနော်ခုပေါင်းလို့ရှိရင်ရောက်ရတယ်ဆိုရင်190ပေါင်းရရှိတယ်နော်နံပါတ်9ပါခရီးတူခုရဲ10ပုံ3ပုံကိုတဲ့တင်းတစ်ပိုင်းတစ်ပိုင်းနိုင်သွားရမယ်ဆိုလို့ရှိရင်ခရီးတလုံးခရီးတစ်ခုလုံးကိုတဲ့မြင်ရကြအောင်သွားနေကြံပိုင်းကိုမြင်ရကြအောင်သွားရနေဒီသမားတို့ကခရီးတစ်ခု10ပိုင်း3ပိုင်းကိုသွားရကြတယ်ငါတင်းတစ်ပိုင်းတစ်ပိုင်းနိုင် ဒီနှစ်ပိုင်းပိုင်းနိုင်ဆိုတာကတနာရီနဲ့30မိနစ်နှစ်ပိုင်းပိုင်းဆိုတာတစ်ဝက်ကိုပြတာတနာရီမှာ60မိနစ်ရှိရဲတစ်ဝက်ဆိုတော့30မိနစ်ပေါ့နော်တနာရီ30မိနစ်အဲ့ဒါဆိုတော့တနာရီနဲ့30မိနစ်ကိုနိုင်မိနစ်ဖွဲ့လိုက်ရတယ်နော်တနာရီက60 30နဲ့ပေါင်းတော့90မိနစ်နောက်တစ်ခုကတော့ဆမော10ပိုင်း3ပိုင်းကိုပြီးတဲ့အခါမှာ10ပိုင်း3ပိုင်းကိုရင်းနှီးချမယ်10ပုံပုံ3ပုံကဆမော90မိနစ်ပြီး10ပုံပုံ3ပုံဆိုရင်ဘယ်လောက်လဲဆိုရင်90ဆိုတာ30ဆက်ရမယ်အရင်ဘယ်လောက်ရလဲဆိုရင်30ရည်ဟုတ်နော်အဲဒီခေးတစ်ခုလို့ ခင်းတစ်ခုတော့သွားရင်ကြာရင်ဆိုတော့သူကရှစ်ပိုင်းရှစ်ပုံပုံတော့ပုံခင်းတစ်ခုရရှစ်ပုံတော့ပုံ30မိနစ်ကြာတယ်။ဒါခင်းရပါတော့ရှစ်ပိုင်းရှစ်ပိုင်းဖြစ်တယ်ဆိုတော့ရှင်းနေမြောက်မယ်။ဥစ္စာနဲ့ရှင်းနေမြောက်တဲ့အခါမှာ140မိနစ်140မိနစ်ဆိုတာတနားီမှာ60မိနစ်140မိနစ်ဆိုတော့ဆမတော့မိနစ်အရည်ရင်း၄နိုင်ဟုတ်နော်။ခင်းတစ်ခုတော့သွားရင်ကြာရင်က၄နိုင်အခုကြံပိုင်းကိုသွားရင်ကြာရင်ဘယ်လိုရှင်းမရှင်းဆမတော့ကဒီတစ်ခုတော့သွားရင်ကြာရင်နေကနေပြီးတော့သွားခဲ့ပြီးတဲ့ကြာရင်ဆမတော့လုပ်ပြရမှာပါ။ ဒါမို့၄နာရီတက်ကတနာရီ30မိနစ်ကိုနှုတ်မယ်။ဒါဆိုရင်၄နာရီကတနာရီကိုနှုတ်ရင်3နာရီကျင်မယ်။3နာရီက30မိနစ်ကိုထပ်နှုတ်ရင်2နာရီ30မိနစ်ကျင်မှာပဲ။ဒါကြောင့်မို့ကြံပြီးကိုသွားဖို့အတွက်ကြာချိန်က2နာရီနဲ့30မိနစ်ပဲဖြစ်ပါရဲ့။နောက်တစ်ခုကနံပါတ်၈ပါ။ငွေ1200ကျဲရေးတဲ့10ပိုင်းတစ်ပိုင်းကို AO ပေးပြီးတော့24ပိုင်း5ပိုင်းကိုကျတော့ PO ပေးရဲ။နော် PR ကောင်ပေးရင်ပြီးပြီးတော့ကြံငွေကိုကျတော့ CDE ရဲ့ဂျီလိုပါ။ အဲ CD EG တို့ကအမြင်များပေးရင်ပြတော့စီးရဲ့ဝေစုကိုချပါတယ်။ပြမလို့ဒီမှာဝေပေးမိငွေက1900ကျပ်။အဲ့ဒီမှာ A ကိုဝေပေးရငွေက1900ကျပ်ရဲ့ရှစ်ပုံတစ်ပုံကိုပေးရဖြစ်ပါတယ်။ရမလို့ဒီမှာ1900ကျပ်ဝေစုမှာရှိနေစားပေးရမှာနော်။အဲ1900ကျဲအမြောက်ဝမ်းမှာ10ပိုင်းတစ်ပိုင်းလို့နော်တင်းရှိ1900ကျဲစပေါ့ရှင်းနေစားတဲ့ခါမှာအင်းနော်ရှင်း နဲ့အရှိတရီ၈၄၀ကျင်းနဲ့ရှင်းကားလေး၄၀ပဲနော်ဒါကြောင့်မို့အလုံးပေါင်း၃၅၀ကျင်းဒီကိုပေးရငွေက၃၅၀ကျင်းဖြစ်ပါတယ်နောက်တစ်ခုက BO ပေးမယ် BO ပေးနေတာ၁၂၀၀ကျင်းရဲ့၂၄ဘိုင်းပါပဲဟို၁၂၀၀ကျင်းအမြောက်နော်20လေးပိုင်း5ပိုင်းဆိုတော့1000ညအောင်သဘော24နဲ့စားတဲ့ခါမှာ50ရတယ်50နဲ့5နဲ့တခါထပ်ပြောလို့ရှိရင်တော့250ကျဲရပါတယ်။ဒါပေမဲ့ A နဲ့ B နဲ့ညအောင်ပေါင်းကကြံမျိုးပေါ့နော်ကြံမျိုးလိုချင်လို့ရှိရင် CD ပြီးစီကိုပေးတဲ့ငွေက1100ကျတဲ့ကနေဆိုတော့ A ပေးတဲ့ငွေနဲ့ B ပေးတဲ့ငွေကိုပေါင်းပြီးတော့လို့ရှိရင် CDG ၄ရောက်ရမယ်ငွေရပါတယ်။ဒါပြီး1100ရဲ့150နဲ့150ကိုပေါင်းတော့400ရရတယ်။ထောင်နေရာတွေရောက်လို့တော့ရှေ့ရကျက်ချင်တယ်နော်။ဒါပြီးဒါစီကြီးကြီးကြီးလေးရောက်ရတာကရှေ့ရကျက်။ဒီလိုချင်တာကဂျီတခုဂျီရဲ့ဝင်စုလို့ချင်းဆိုတော့အညီညာရတာဖြစ်ရတယ်။နော်ရှေ့ရအောင်ဒီမှာလေးနဲ့စားရမယ်။ဒါပြီးရောက်ရလဲဆိုရင်စီဂျီရဲ့ဝင်စုကနေရာကျက်ရပါမယ်။ ကျွန်တော်ဗီတာမင်ဂျီရဲ့ဝေစုကနေရာကျတယ်နော်။အမကိုကကျတော့ဆမားလေးမြန်းစည်းရာတဲ့1230ကီလိုမီတာခီးအတွက်မူလထည့်ရတော့လောင်စာစီရဲ့9ဘတ်3ဘတ်ကိုတုံးလိုက်ရတယ်တဲ့။အဲ့ဒီလေးကကျယ်ရှိတဲ့လောင်စာပြင်ခီးမှုများထမှန်ပြည့်နိုင်နေတယ်တဲ့။နော်အဲ့ဒါကကျွန်တော်နေမျိုးကနံပါတ်9နဲ့ပြီးပါတယ်။အဲဒီဆမားတို့ကမူလလောင်စာရဲ့နော်9ဘတ်3ဘတ်ဖြည့်ပြန်နိုင်ခဲ့တော့ခီးကြီးက1230ကီလိုမီတာ။နော် ဒါဆိုရင်ဆိုတော့မူလားလာဆိုရင်၅ဘိုင်းတစ်ဘိုင်းကိုရေးမရှာနိုင်ဘူးနော်၅ဘိုင်းတစ်ဘိုင်ကိုပြင်နိုင်ခဲ့တော့ကြည့်လို့ရှိရင်1230ဆိုတော့3လက်စာနေတယ်၅ဘိုင်းတစ်ဘိုင်ပြင်နိုင်ခဲ့တဲ့1230ကျင်းတာကို3လက်စာနေတယ်စားတဲ့ကမှာဒီ430ကီလိုမီတာရရှိပါတယ်ဒါက၅ဘိုင်းတစ်ဘိုင်နေတယ်ဒီခီးတစ်ခုလုံးလုံးလက်လာစာတစ်ခုလုံးရဲ့ပြင်နိုင်တဲ့ခီးကိုလို့ရှိရင်ဆိုတော့၅ဘိုင်းတစ်ဘိုင်က430ကျမတို့ခီးတစ်ခုမူလားလာစာတစ်ခုလုံးက၅ဘိုင်း၅ဘိုင်း၅ဘိုင်ဆိုတော့9နဲ့ညနေတယ်430ကို9နဲ့ညတဲ့ကမှာ1050ကီလိုမီတာ နော်ဘယ်သူသူကြံနေတဲ့လောင်စာသူကလောင်စာကို၅ဘိုင်း၃ဘိုင်းပြန်နိုင်ကြိုက်၅ဘိုင်း၃ဘိုင်းကျင်အဲကြံနေတဲ့လောင်စာနဲ့ခရီးပြန်ဆန်းနိုင်လို့ပဲဘယ်တော့မှပြန်ဆန်းနိုင်မှာမဟုတ်ဘူးလေဒါကြောင့်မို့ကြံလောင်စာကိုပြန်ဆန်းနိုင်လို့ခုလိုချင်နော်ခရီးတစ်ခုလုံးရဲ့သွားမယ့်ကီလိုမီတာနော်အဲလောင်စာတစ်ခုလုံးနဲ့သွားမယ့်ကီလိုမီတာက2050နော်လောင်စာ၅ဘိုင်း၃ဘိုင်းပြန်နိုင်ခဲ့တဲ့ကီလိုမီတာ1230အဲ့ဒါကိုကျွန်တော်နှုတ်နှုတ်လေးတဲ့အခါမှာ 120ကီလိုမီတာရပါတယ်။ဒါပေမဲ့ကြံတဲ့လောင်စာနဲ့ပြင်းနေတဲ့တော့ခီးရကျွန်တော်120ကီလိုမီတာဖြစ်ပါတယ်။ဒီနော်။ဒီနေ့ကတော့လေ့ကျင့်ရဲ့နော်သုံးသမလေးကနံပါတ်9ခုနှစ်ကနေ6ကနေ9ဒီပဲဖြစ်ပါတယ်။အစုံကြည့်ကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။